ဘန်ကောက်မှာရောက်နေပြီမြန်မာပြည်ရဲ့တံပါးကိုမစားရတာကြာလို့လွမ်းနေပြီလားဒါဆိုရင်တော့ကျွန်တော်ကအနဲ့ရတာနဲ့ပြေဆုံးပြီးခင်ဗျားတို့ကြိုက်တွေ့စီမယ်ဆိုင်လေးတစ်ဆိုင်ကိုညွှန်ပေးမယ်နော်မိဆိုင်လေးကတော့နံပါတ်40 44စုခုံဗလန်ဘန်နာမှာရှိရဲသူရနာရန်ကုန်တံပေါက်ဆိုင်လေးပဲဖြစ်ပါတယ်ဆိုတော့တွေ့ကြရအောင်ဆိုင်လေးကခလန်းလန်းအောင်မြင်နေရပြီးတော့ဆိုင်ရှိမှာဆိုရင်လည်းဆိုင်မှာရနိုင်မဲ့ menu highlight တွေကိုဆိုင်ဘုတ်တောင်းပြပေးတာပါပဲ ဒီတော့စကြင်တာကိုတခါတည်းကြည်သွားလို့ရတာပေါ့ကျွန်တော်ကတော့ဘာမှမစားကြင်လို့ပြန်သွားပါတယ်စတာပါတံပေါက်စားဖို့လာတာဆိုတော့တံပေါက်စားရမှာပေါ့ဆိုတော့ပုံမှန်တပေါက်တပွဲကိုချက်ရင်မုံသားနဲ့မှချလိုက်ပါတယ်ပြီးတော့ဖိုင်ယူတာလေးရတယ်တောက်ချင်လာနဲ့ထပ်မှလိုက်ပါတယ်မှလိုက်တဲ့အော်ဒါကလည်းမြေမြေဆန်ဆန်ပဲရောက်လာတော့အဆင်ပြေရပေါ့ဒီဆိုင်မှာညီမစားစားတော်တော်များများလေးရပြီးတော့ဆက်နေဆိုင်တော့ပူတန်ပါတယ် ကျွန်တော်ကဓမ္မောင်းနဲ့ပါလို့တောင်မှာတွေ့ရတဲ့အချိန်ပဲ149ပဲပဲကြာတော့တာပေါ့ဆိုင်ရဲ့ပြင်စင်လေးရတယ်တသက်ရဲ့နဲ့မဆိုဘူးလင်းရောင်နဲ့ကောင်းကောင်းရတယ်ဆိုင်ကတော့ယထားနဲ့သွားမယ်ဆိုရင်စုကွန်ပဲယထားလိုက်ဟာပုံနာဝတီနဲ့ဦးတုံးစောမှတ်တမ်းရဲ့ကြားထဲမှာရှိပါတယ်ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲเนาะဒါဆိုရင်နောက်မှတွေ့ကြပါ